တော်တာရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့အခြေခံလူအခွင့်အရေးဆုံးရှုံးနေကြတဲ့ကလေးသူငယ်တွေအကြောင်းပုံနှပ်ချုပ်မှာလူနာတင်ကားနဲ့ဆိုင်ကယ်ညှိတိုက်မှုဖြစ်ပွားပြီးနှစ်ဦးထဏ်ရာရတဲ့သတင်းကိုလဲ့ရင်က ဆုံးရှုံးခဲ့ရတဲ့ရှင်ရဲဘော်တွေကိုဒေါက်တာညိုထွန်းအောင်ကငွေကြေးထောက်ပံ့ပေးတဲ့အကြောင်းအပါအဝင် ။တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျွန်မဖြူဖြူရဲနဲ့အတူမမျက်စုမမျက်မျက်နိုတို့ကပူပေါင်းတင်ဆက်ပေးတော့မှာပါ။ပထမဆုံးအနေနဲ့အခြေခံလူ့အခွင့်အရေးဆုံးရှုံးနေကြတဲ့ကလဲသူငယ်တွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။စီရဲပြိပခပြင်းထန်နေတဲ့ရခိုင်ဒေသအတွင်းကကလဲငယ်တွေဟာအခြေခံကလဲသူငယ်အခွင့်အရေးပြည့်ဝရရှိစေရတဲ့အတွက်ဒီကနေ့နိုဝင်ဘာ20ရက်မှာကြာရောက်တဲ့ ကမ္ဘာကလေးများနေ့မှာရခိုင်လူဝင်ရေလှုပ်ရှားသူတွေကတောင်းဆိုလိုက်ပါတယ်ရခိုင်ဒေသကကလေးသူငယ်တွေဟာလေကြောင်းအန္တရာယ်ချင်းချောင်းမှုစားနပ်ရိက္ခာအာဟာရလိုအပ်ချက်ပညာသင်ခွင့်ဆုံးရှုံးမှုကျန်းမာရေးနဲ့အသက်ရှင်သန်ခွင့်စားတဲ့အခြေခံလူဝင်ရေတွေဆုံးရှုံးနေတယ်လို့ရခိုင်ဒေသအတွင်းကလူမှုကူညီရေးလုပ်နေသူတွေကပြောဆိုကြပါတယ်ဒါအပြင်ကလေးငယ်တွေဟာကျမရေးဆိုင်ရာအခြေခံအခွင့်အရေးဖြစ်တဲ့ကာကွယ်ဆေးထိုးနှံခွင့်တွေကိုလည်းအပြည့်အဝမရရှိပဲဆုံးရှုံးနေကြရတာဖြစ်ပါတယ်။ ။စေရေးပြိပခကြားမှာတိုက်ခိုက်ခံရမှုတွေကြောင့်လဲကလင်းငယ်တွေဟာစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတာကြောင့်လူကြီးမိဘတွေအနေနဲ့ဂယုတစိုက်ပြုစုပြောထောင်ပေးဖို့လိုအပ်တယ်လို့ထောက်ပြမှုတွေလည်းရှိနေတာပါ။လက်ရှိရခိုင်ဒေသအတွင်းကကလဲသူငယ်တွေဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီး drone ပစ်ခတ်မှုတွေကြောင့်အသက်ဆုံးရှုံးမှုထိခိုက်ဒဏ်ရာရရှိမှုတွေကိုကြုံနေရပြီးတော့အသက်အန္တရာယ်ရှင်းချောက်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရမှာ စည်ရဲပြစ်မှတ်မဟုတ်တဲ့နိုင်ငံတကာဥပဒေအရကန့်သက်ထားတဲ့အရက်ပတ်ပြစ်မှတ်ဖြစ်တဲ့လူနေမျိုးရွာတွင်စာတင်ကြောင်းဆေးရုံနဲ့ဘုံကြီးကျောင်းတွေကိုပါပုံကျဲတိုက်ခိုက်မှုတွေလှုပ်လာနေပြီးပညာသင်ခွင့်ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတကာအနေနဲ့အခုလိုစစ်ကောင်စီရဲ့ရာဇဝတ်မှုကျူးလွန်ပြီးလူအခွင့်အရေးချိုးဖောက်နေမှုတွေကိုတားမြစ်ဖို့လိုအပ်တယ်လို့ရခိုင်ကလူအခွင့်အရေးလှုံ့ဆော်သူတွေကပြောဆိုကြပါတယ်။လက်ရှိရခိုင်မှာစစ်ဘေးရှောင်ဥယျာဉ်6သိန်းနီးပါးအထိရှိနေပြီး စစ်ဘေးရှောင်စခန်းမှာနေထိုင်ရတဲ့ကလင်းငယ်တွေနဲ့တခြားဆင်းရဲနှောင့်ပါတဲ့ကလင်းငယ်တွေဟာမိသားစုစားဝတ်နေရတဲ့အကြအတဲတွေကြောင့်အာဟာရလျှော့တက်မှုဒဏ်နဲ့အတူတောင်းရဆတောက်သူတွေလည်းရှိလာနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းကဆေးရဲပဋိပက္ခတွေကြောင့်ပုံသွေးစည်းဝါးလုပ်ငန်းတွေနဲ့စိုက်ပျိုးထုတ်လုပ်မှုတွေထိခိုက်နေမှုနဲ့အတူအခု2025ခုနှစ်အတွင်းအငတ်ဘဲကြောက်ရောက်နိုင်ပြီးလူဦးရေနှစ်သန်းခန့်ဟာလည်းအငတ်ဘဲစိုက်မဲ့အန်ဒီရဲနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကဆိုထားပါတယ်။ လက်ရှိစစ်ဘေးရှောင်နေကြရတဲ့ရခိုင်ကကလေးငယ်တွေဟာစောက်ဝနေရဲ့အကြအတေးတွေကြောင့်အသက်မပြည့်ပဲလုပ်ငန်းခွင်ဝင်ရတာအလူခံစားသောက်မှုတွေအထိရှိလာနေပြီးတော့တချို့ကလေးငယ်တွေဟာကျွမ်းအားကြပန်းလုပ်ကင်ပြီးစောက်ဝနေရဲ့အခက်အခဲကိုဖြေရှင်းနေကြရပါတယ်မြန်မာနိုင်ငံမှာပြည်ပခန့်နဲ့ဘေးအန္တရာယ်တွေကြောင့်ကလေးငယ်ပေါင်းတန်းကျုံနေရဲ့ဆုံးခွာရွှေ့ပြောင်းနေရတယ်လို့ဒီကနေ့နိုဝင်ဘာ20ရက်မှာကြားရောက်တဲ့ကမ္ဘာကလေးများနေ့မှာ UNICEF မြန်မာကထုတ်ပြန်ထားပါတယ် အခုနှစ်နှစ်လပိုင်းအထိနိုင်ငံတော်ရွှေပြောင်းနေထိုင်သူ3.5တန်းကျော်ရှိလာနေပြီးအဲ့ဒီအထက်ကတန်းတန်းကျော်ဟာကလင်းငယ်တွေဖြစ်ကြပြီးတော့သူတို့ဟာအစအစာရင်းနဲ့ပညာရေးကျန်းမာရေးစားတဲ့ကန္တာတွေမှာဆူဆူဝါးဝါထိခိုက်နေရတယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပုံနာကျုံမှာလူနာတင်ကားနဲ့ဆိုင်ကင်ရင်တိုက်မှုဖြစ်ပေါ်ပြီးတော့နှိုးတင်ရရတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးပါပါ။ပုံနာကျုံမြို့နယ်ကင်းရှောင်းတဒါအနီမှာမနေ့ကနိုဝင်ဘာလ19ရက် မနက်9နာရီလောက်မှာရေတိုက်မှုဖြစ်ပေါ်ပြီးတော့နှူးတင်ရာရရှိတော်တယ်လို့သိရပါဗျ။အရေးပေါ်လူနာပို့ဆောင်ဖို့တော်တဲ့လူနာတင်ကနဲ့ဆိုင်ကင်မတော်တဆတိုက်မိတာဖြစ်ပြီးတော့ဆိုင်ကင်စီးနှင်းလိုက်ပါလာသူနှူးဟာတရားရရှိတော်တယ်လို့သိရပါဗျ။လက်ရှိမှာဆိုင်ကင်စီးနှင်းလာသူနှူးဟာတရားပြင်းပြင်းထန်ထန်ရရှိခဲ့ပြီးတော့အရေးပေါ်စီဥတော်မှုခင်ယူနေတာဖြစ်ပါတယ်။ဒီခိုင်မှာရေမတော်တဆဖြစ်ပေါ်မှုမြင့်တက်နေတာဖြစ်ပြီးတော့ရေမတော်တဆမှုနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေပုံမိုလှုပ်ဆောင်ဖို့လိုအပ်နေသေးတယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။ လိုင်းကဆုံချုံခဲ့ရတဲ့ရှင်းရေးဖို့တွေကိုဒေါက်တာညိုထွန်းအောင်ကငွေကြေးထောက်ပံ့ပေးတဲ့တဲ့င်းကိုတင်ဆက်ပေးရှင်ပါတယ်တိုက်ပွဲအတွင်းကိုလန့်အင်ကဆုံချုံခဲ့ရတဲ့ရှင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ကရေးပို့တွေကို AADC ဦးစီးချုပ်ဒေါက်တာညိုထွန်းဦးဆောင်တဲ့တပုံဖြူအသင်းကနေငွေကျပ်42သိန်းထောက်ပံ့ပေးခဲ့တယ်လို့ရှင်းမျိုးသားအဖွဲ့ချုပ် CNO ထုတ်ပြန်ရှင်းရသိရပါတယ်။ငွေသား42သိန်းနဲ့အတူတပုံဖြူစာအုပ်42အုပ်နဲ့လွေအိတ်42လုံးပေးခဲ့တယ်လို့သိရပါတယ်။ တပုံဖြူစာအုပ်ကိုအရဟတတ္တအေအေရဲ့ဒုစီဦးစီရှောက်ဒေါက်တာညိုထောင်းရေးသားထားတာဖြစ်ပါတယ်။တပုံဖြူစာအုပ်ရောင်းရငွေရဲ့35ရာခိုင်နှုန်းကိုအာနာသိမ့်ပြီးနောက်ပိုင်းကိုလန့်အင်္ဂါဆွန့်လက်ခဲ့ရတဲ့တော်လန်ရဲ့တပ်သားတွေကိုကုညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။တပုံဖြူကပြစာအုပ်ဟာရခိုင်မြန်မာနဘာသာနဲ့ရေးသားထားပြီးတော့စစ်အာဏာရှင်တော်လန်ရဲ့ကာလအတွင်းရခိုင်တော်လန်ရဲ့နဲ့မြန်မာနေဦးတော်လန်ရဲ့အကြောင်းအရာတွေကိုရေးသားထားတာဖြစ်ပါတယ်။ ရှင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ရှင်မျိုးသားအဖွဲ့ချုပ် CNO နဲ့အာရခတက်တော်တို့ဟာမဟာမိတ်တပ်ဖွဲ့တွေဖြစ်ပြီးတော့ပြီးခဲ့တဲ့ရှင်းပြင်းနယ်တိုက်ပွဲတွေအတွင်းစစ်ကောင်စီကိုတိုက်ထုတ်ခဲ့ကြပါတယ်။ဒါအပြင်ရှင်းကျင်တော်တပ်ဖွဲ့ CB မှာ CNDF, PDF ဇိုလန်၊ CDF မင်တက်၊ CDF ကံပက်လက်၊ CDF မတူပြီး MDF တို့ပါဝင်ပါတယ်။ရှင်းကျင်တော်အဖွဲ့တွေဟာအာရခတက်တော်အကူအညီနဲ့ရှင်းပြင်းနယ်မှာရှိတဲ့မတူပြီးမင်တက်ကံပက်လက်ဖလန်းမျိုးနွယ်တို့ကိုတိုက်ခိုက်သင်းယူထားပါတယ်ရှင်။ တင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ပိုလောင်းတွေကြာဆုံးခဲ့ရတဲ့နိုဝင်ဘာလ16ရက်နေ့ကိုဘယ်တော့မှမမေ့အပ်ကြောင်းအေအေထုတ်ပြန်တဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။၂025ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှာကြာရောက်တဲ့အရခတတော်ရဲ့ဘိုလောင်းမြားကြာဆုံးရှင်17နှစ်ပြည့်အောက်မေ့ဖွယ်နေ့ကိုစစ်တေသအသီးသီးမှအကျဉ်းချုပ်ကျင်းပပြုလုပ်ခဲ့တယ်လို့အရခတတော်ကမနေ့ကထုတ်ပြန်ပါတယ်။အရခတတော်အနေနဲ့နိုဝင်ဘာလ16ရက်နေ့ကို ဘယ်တော့မှမိမမဟုတ်ကြောင်းနဲ့အဲ့ဒီဘောလောင်းတွေရဲ့တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပိတ်ဆက်ခဲ့မှုတွေကိုလည်းအမြဲတမ်းသတိရနေကြမှာဖြစ်တယ်လို့အရခတ်တပ်တော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အရခတ်တပ်တော်တတိတီစတင်အခြေချရာကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဌာနချုပ်နေမြေအတွင်းကဝေးကြိုင်ပွန်ဘူတင်တန်းကျောင်းမှာစစ်ပညာသင်ယူနေကြတဲ့အရခတ်တပ်တော်ကဘောလောင်းရှင်ဦးနဲ့တခြားတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတချို့ကဘောလောင်းတွေအပါအဝင် စုစုပေါင်းဘိုလ်လောင်း23ဦးတို့ဟာ2014ခုနှစ်နိုဝင်ဘာလ16ရက်နေ့လယ်12:45မိနစ်ဝန်းကျင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်အဲ့ဒီခရိုင်ပိုတင်သားကျောင်းဝန်းတနေရာမှာတပြိုင်တည်းတည်းကြာဆုံးခဲ့ရတာဖြစ်ပါတယ်။အရခတပ်တော်ကကြာဆုံးခဲ့ရတဲ့ဘိုလ်လောင်း10ဦးထဲမှာစစ်တွေမြို့နယ်က3ဦး၊မင်းပြမြို့နယ်က2ဦး၊ပေါတော့မြို့နယ်က2ဦး၊ကြောက်တော်မြို့နယ်က2ဦးနဲ့ကြောက်ဖြူမြို့နယ်က2ဦးတို့ပါဝင်ပါတယ်။ အရခတက်တော်အနေနဲ့နိုဝင်ဘာ16ရက်နေ့ကိုရောက်တိုင်းအဲ့ဒီဘိုလောင်းတွေအတွက်ဝန်နေအောင်မဲ့ဖွယ်အထင်းမှတ်ခန္ဓာကိုစည်ရဲနိုင်ငံရဲ့အခြေအနေပုံမူတည်ပြီးတော့ပြုလုပ်တာဘိုလောင်းတွေလေးလျောင်းရာအာဇာနည်ကုန်းမှာလွတ်သူပန်းခွေရှာပြီးဂါရပြုတာနဲ့တက်စခန်းတွေမှာအွန်လန်တိုရဲ့လွှင့်ထူတာတွေကိုနှိမ့်ဆိုင်နှစ်တိုင်းပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာစစ်ကောင်စီဘုံကျေမှုကြောင့်ဧဒါ၅ဦးသေဆုံးပြီး၅ဦးဒဏ်ရာရတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ။ မကွေးတိုင်းမြိုင်မြို့နယ်ကံကြီးရွာကိုဒီကနေ့နိုဝင်ဘာ20ရက်မနက်အစောပိုင်း7:00နာရီကျော်အချိန်လောက်မှာစစ်ကောင်စီကဂျက်ပီတာနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာ5ဦးသေဆုံးပြီးတော့15ဦးဒဏ်ရာရခဲ့တယ်လို့အညာမြေအရက်ဖက်လူမှုကွန်ရက်ရဲ့အဖွဲ့ကထုတ်ပြန်ပါတယ်။ဒါအပြင်ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူပိုင်နေအစ်5လုံးလေးဘုံစားထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီစေကြောင်းထုတ်မှုကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတင်းချောင်ခဲ့ရပြီးပြန်ဝင်တဲ့နောက်ပိုင်းဘုံကျဲခဲ့တာဖြစ်ပြီးတော့ ညအချိန်ဖြစ်တဲ့အတွက်ထိခိုက်သေးဆုံးမှုများသွားတာလို့အညာမြင့်အရက်ဖက်လူမှုကွန်ရက်ရဲ့အဖွဲ့ကဆိုပါတယ်။မြန်မြုံနယ်အတွင်းကိုပြီးခဲ့တဲ့နိုဝင်ဘာ3ရက်ကစပြီးတော့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးခဲ့တာကြောင့်ဒေသခံတွေစစ်ပေးချောင်ခဲ့ရပြီးအဲ့ဒီစစ်ကြောင်းဟာမြို့နယ်တွင်းဘုံကျင်းမှုဖန်စီတပ်ဖြတ်မှုပစ်စစ်လူရဲမှုရာတွေထဲမှာနေမိုင်းတွေထောင်ခဲ့တာတွေပြုလုပ်ခဲ့တာကြောင့်အဲ့ဒီမိုင်းတွေကြောင့်အရသာထိခိုက်သေးဆုံးမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတစ်ပုတ်အနေနဲ့ နိုင်ငံတကာသတင်းဌာနကိုလည်းတင်ဆက်ပေးမှာပါ။နိုင်ဂျီးရီးယားမှာကျောင်းသူ24ယောက်ဖမ်းဆီးခံရပြီးပျောက်ဆုံးနေတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။နိုင်ဂျီးရီးယားနိုင်ငံကစာတင်ကျောင်းတစ်ခုမှာကျောင်းသူ24ယောက်ကိုတနသမားတွေကဖမ်းဆီးသွားပြီးနောက်ပိုင်းလက်ရှိအချိန်အထိသတင်းအစအနမရဘဲပျောက်ဆုံးနေဆဲဖြစ်တယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။နိုင်ငံအနောက်မြောက်ပိုင်းကပီပြည်နယ်မာဂါမြို့ကအလေတန်းစာတင်ကျောင်းတစ်ခုမှာအဲ့ဒီကျောင်းသူတွေကိုပြီးခဲ့တဲ့တနင်္ဂနွေနေ့ညအချိန်ကလေးက အမြင်မသိတနတ်သမားတွေကဖမ်းဆီးသွားတာဖြစ်ပါတယ်။ဖမ်းဆီးချိန်မှာအကြောင်းသူတွေထဲကတယောက်ဟာထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့လက်ထောက်ကျောင်းအုပ်ကြီးဟာပြစ်ဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။လုံချုံရဲ့တပ်ဖွဲ့ဝင်တွေကိုအသင့်အနေထားနဲ့တန်းလှထားတယ်လို့နိုင်ဂျီးရီးယားပြန်ကြားရေးဝန်ကြီးဌာနကပြောကြားထားပေမဲ့အခုဖြစ်ရကြောင်းနိုင်ငံတော်အမှလုံချုံရဲ့အရေးစိုက်ရှာရမှုမရှိတာကိုမိမောင်းထုတ်ပြသလိုဖြစ်နေပါတယ်။နောက်ထပ်တိကျဖြစ်ရတဲ့ခုမှလည်းနိုင်ငံအနောက်ပိုင်းမှာအင်ကာနက်ကခရစ်ယာန်ဖျားကြောင်တစ်ခုတိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကိုမှတ်တမ်းဗီဒီယိုရိုက်ကူးပြီးအွန်လိုင်းမှာဖြန့်ရှင်းမှုလည်းဖြစ်ပွားခဲ့တာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုင်ဂျီးရီးယားမှာခရစ်ယာန်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တပ်ဖြတ်မှုတွေရှိနေတယ်လို့အခုလအစိုးပိုင်းမှာပြောဆိုခဲ့ပြီးအဲ့ဒီပြောကြားချက်ကို နိုင်ဂျီးရီးယားအစိုးရကငြင်းဆိုထားပါတယ်။ဒါပေမဲ့အခုတိုက်ခိုက်မှုတွေဟာထရန့်ပြောကြားချက်တွေနောက်ပိုင်းမကြာမီမှာထွက်ပေါ်လာတာဖြစ်ပါတယ်။နိုင်ဂျီးရီးယားမှာတပ်ဖြတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့နယ်ပတ်သက်ပြီးလိုအပ်ရင်အမေရိကန်အစိုးရအနေနဲ့ စီးရဲအရဝင်ရောက်ဖြည့်ရှင်းပေးသွားမယ်လို့သမရထရန်ကချင်းချောက်ပြုတ်ဆိုထားပါတယ်။ဒီကနေ့သတင်းအတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းလာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနေဆိုရင်တော့အပေါင်း669 639 633ကိုလုံခြုံစိုက်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုဒီလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည7:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။